ဇက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်ဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျှဝေပေးတဲ့နေမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းစားတဲ့ဥတီရွေးချယ်မျိုးမရှိဘဲသတင်းအနေနဲ့သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒါကတော့လက်ရှိ Iran Israel ဘက်ကဆိုင်ရာသတင်းများ စုစည်းမှုဖြစ်ပါတယ် အီရန်အစ္စရေးပြည်ပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း27ဖြစ်ပါတယ်ဒီနေ့မြောက်ရင်မဲ့အကြောင်းအရာဒီမှာကတော့ဂျွန်လ20နဲ့21ရက်နေ့အစောပိုင်းနှစ်ပတ်တိုက်ခိုက်မှုတွေပြီးသွားလို့ရှိရင်တော့အစ်စပွဲနဲ့ဆက်ဆက်တဲ့သတင်းတွေအဲ့နောက်မှာတော့အစ္စရေးအနေနဲ့အမေရိကန်အကူအညီမပါဘဲနဲ့အီရန်နျူကလ িয়ার ဆောက်ဦးအားလုံးကိုဖျက်ဆီးနိုင်တယ်လို့ပြောကြားလာတဲ့သတင်းပြီးရင်တော့အစ္စရေးနဲ့အီရန်ကြားကဒုံးကျည်ဆွမ်းရည်အခြေအနေနောက်ဆုံးမှာကတော့ စစ်ပွဲနဲ့ဆက်ဆက်ပတ်သက်တဲ့တပ်တမန်ရေးဆိုင်ရာလှုပ်ရှားမှုတွေအကြောင်းကိုစူးစီးမျှဝေပြီးတော့မှဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကတော့ဂျွန်လ20နဲ့21ရက်အစောပိုင်းနှစ်ဖက်တိုက်ခိုက်မှုချို့ပါဂျွန်လ21ရက်နေ့မှာအီရန်ကဒုံးကျည်နေတဲ့အစ္စရေးနိုင်ငံအလယ်ပိုင်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နေရာမှာအစာအုပ်တွေထိမှန်မီးလောင်မှုတွေဖြစ်ခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့အစ္စရေးဘက်ကပြောခဲ့ပြီးတော့ ဂျွန်20ရက်နေ့ကအီရန်ရဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့မှုမှာတော့ high for မြို့မှာလူ30ကျော်ထိမှန်တဲ့ရခဲ့တယ်လို့ဆိုပါတယ်။ Israel ကလည်းအီရန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ဒုံးကျည်ပစ်လွတ်တဲ့စခန်းတွေကိုဂျွန်လ21ရက်မနေ့အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြန်လုပ်ခဲ့တယ်လို့သိရပါတယ်။ Israel နိုင်ငံအတွင်းကသတင်းတွေနဲ့ပတ်သက်လို့ရရှိနိုင်မှုက အကန့်အသတ်တွေရှိပါတယ်။ Israel လွှတ်တော်ကထောင်နဲ့လ30အထိချနိုင်တဲ့မီဒီယာဥပဒေတစ်ခုကိုပြဋ္ဌာန်းခဲ့ပြီးတော့အဲ့ဒီထဲမှာ စစ်ပွဲအခြေအနေတွေကို online media တွေမှာတင်တာအီရန်ဒုံးကျည်ကြားမှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေတင်ရင်အေးအေးယူမယ်ဆိုတာဒီပါရှိတယ်ဆိုတဲ့သတင်းတွေကိုထွက်ပေါ်နေပါတယ်။ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်တဲ့အသေးစိတ်ဒီဥပဒေရဲ့အသေးစိတ်အခြေအနေနဲ့ကျန်တဲ့အကြောင်းအရာတွေကိုတော့အတိအကျသိရှိနိုင်ခြင်းမရှိပါဘူး။အခုဒီတိုက်ခိုက်မှုအတွင်းမှာအီရန်ပြစ်တဲ့ဒုံးကျည်တစ်စင်းက Tel Aviv မြို့တောင်ဘက်စွန်းက Rio Vo မှာရှိနေတဲ့တိဗ္ဗံဌာနဝင်းကိုထိမှန်ခဲ့ပြီးတော့အဆောက်အဦများစွာဖြည့်ဆည်းခဲ့ပြီးမိလောင်နေချိန်မှာအဲ့မှာရှိတဲ့သူတေတီယာသူတို့ရဲ့တခွဲကန်းနမူနာတွေကိုပြန်လည်ရယူနိုင်ဖို့ပြစည်းရကြတဲ့ဝင်ရောက်လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ညချင်းဝင်ထဲမှာလူမရှိတာကြောင့်ထိခိုက်တဲ့အချိန်မှာဒဏ်ရာရသူမရှိခဲ့ပေမဲ့အစာအုပ်တစ်စိတ်တစ်ပိုင်းဖြိုကျပြီးတော့ကျန်တဲ့အပိုင်းတွေကတော့ပြစည်းပြီးဖြိုပြဲဖြစ်နေတာကိုတွေ့ရတယ်ဆိုပြီးသတင်းတစ်ခုမှရေးသားပါတယ်။အီရန်နိုင်ငံဟာ အထက်ကနျူကလ িয়ার သုတေသနစင်တာတီရှိယာအစ်ဖာဟန်အပြင်အစ်ဆွေးနိုင်ငံအလဲပိုင်းဟိုလွန်ကိုလည်း၂၁ရက်နေ့မနက်အစောပိုင်းမှာဒုံးကျည်နေနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အီရန်နျူကလ িয়ার သိပ္ပံပညာရှင်တဦးကတော့တီရန်မြို့မှာရှိတဲ့တိုက်ခန်းတစ်ခုအတွင်းမှာအစ်ဆွေးတို့က drone နဲ့၂၀ရက်နေ့မှာလုံခြံတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။သိပ္ပံပညာရှင်ဟာလက်နက်ဆိုင်ရာအထူးပြုပညာရှင်ဖြစ်ပါတယ်။ အစ္စရေးရဲ့ Operation Rising Lion စတင်တဲ့7ရက်နေ့ကနေပြီးတော့21ရက်နေ့အထိ10ရက်အတွင်းမှာအီရန်ရဲ့နျူကလ িয়ার ပညာရှင်အနည်းဆုံး14ဦးထက်မနည်းကိုအစ္စရေးကရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ American အခြေစိုက်အစ္စရေးမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုကတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စစ်ပွဲအတွင်းအီရန်ဘက်ကတည်ဆုံးသူဟာအနည်းဆုံး658ဦးရှိပြီလို့ဂျွန်လ20ရက်နေ့မှာကြေညာပါတယ်။ အီရန်နိုင်ငံပိုင်သတင်းဌာနကတော့စစ်ပွဲအတွင်းသေဆုံးသူအနည်းဆုံး639ဦးရှိပြီလို့ပြောကြားထားပြီးတော့အစ္စရေးအာဏာပိုင်တွေကသေဆုံးသူ24ဦးရှိတယ်လို့ဂျွန်လ20ရက်နေ့မှာပြောကြားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့စစ်ပွဲနဲ့ပတ်သက်တဲ့ဆက်ဆက်သတင်းတွေပါ။ American Trump ထရန်ကဂျွန်လ20ရက်နေ့က New Jersey ပြည်နယ်မှာနိုင်ငံရေးမှန်ကွေစုဆောင်တဲ့ခန်းနာတစ်ခုမတက်ရောက်မီ။သတင်းနှစ်ပတ်ဆိုတာ American ရဲ့စစ်ရေးတိုက်ခိုက်မှုကို အီရန်ရှောင်ကျဉ်မှု ပေးထားတဲ့အကြဆုံးအချိန်ကာလဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အဲ့ပြောကြချက်ကထရန့်ကအချိန်နှစ်ပတ်မတိုင်မီအတွင်းအီရန်အလေချောင်းတိုက်ခိုက်မှမတိုက်ခိုက်ဘူးကိုစုပ်ဖြတ်နိုင်ခြင်းရှိတယ်လို့ရေးမွဲပြောကြားခြင်းဖြစ်တယ်လို့အမေရိကန်မီဒီယာတွေကဆိုပါတယ်။အိမီရောပြည်ကြီးတောင်ကန်ကယ်ရိုလိုင်းလက်ဖစ်ကအဲ့လိုမပြောခင်တည့်ရက်မှာတော့သမရထရန့်အနေနဲ့လာမယ့်သတင်းပတ်နှစ်ပတ်အတွင်းအမေရိကန်စစ်တပ်ကအီရန်ပေါ်တိုက်ခိုက်မှုလှုပ်ဆောင်ဖို့အတွက်အမိန့်ချမချကိုစုံဖြတ်သွားမှာဖြစ်တယ်လို့ပြောကြားထားခဲ့တာရှိပါတယ်။ အီရန်နိုင်ငံသားဝင်ကြီးအဘတ်အာဂါဂျီကတော့အမေရိကန်ကအစ္စရေးရဲ့ရန်စမှုမှာပါဝင်လာရင်လူတိုင်းအတွက်အလွန်အနည်းများတယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးစစ်တပ်အကြီးအကဲဇမ်မီယာကတော့အီရန်အစ္စရေးနှစ်နိုင်ငံနှစ်ဖက်တိုက်ခိုက်မှုတွေကကိုရမြောက်နေ့ရောက်လာတဲ့အချိန်မှာအစ္စရေးအနေနဲ့အီရန်ပေါ်အချိန်ကြာမြင့်စွာဆက်ဆင်ရေးအတွက်ပြင်ဆင်ထားတဲ့လို့သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာအစ္စရိတန်မတ်ကြီးကတော့အီရန်ရဲ့ညူချိန်းချောက်မှုကိုမဖြစ်စည်းနိုင်သေးဘဲဆက်ပြီးတိုက်နေရမှာပဲလို့ပြောကြားသွားခဲ့ပါတယ်။တကယ်ဆန်ဆိုင်မဲ့အခုလိုစစ်ပွဲစစ်ပွဲဖြစ်ပွားနေချိန်မှာပဲအီရန်နိုင်ငံမှာ Richter scale 5.2ရှိတဲ့ငလျင်တစ်ခုတုံ့လှုပ်သွားခဲ့တယ်လို့သိရပါတယ်။အချို့ကတော့ဒီငလျင်ဟာမြောက်နျူကလ িয়ার စမ်းသပ်မှုတစ်ခုရဲ့နောက်ဆက်တွဲဖြစ်နေမလားလို့ခန့်မှန်းသုံးသပ်မှုတွေလည်းရှိပါတယ်။ လက်ရှိမှာအမေရိကန်ရဲ့ဝင်းစီဖြစ်လင်းအစီ30ခန်းအရှိလက်ပိုင်းကိုရောက်နေတယ်လို့လေနင်းတင်မော်တွေလည်းရောက်ရှိနေတယ်ဖြစ်ပြီးတော့ပြည်တိန်လေနင်းတင်မော် Queen Elizabeth ကလည်းမြေထဲပင်လယ်ကိုရောက်လာပြီလို့သိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Israel အနေနဲ့ American အကူအညီမပါဘဲနဲ့ Iran Nuclear အဆောက်အဦအလုံးကိုဖျက်ဆီးနိုင်တယ်လို့ပြောကြားလာခဲ့တာပါ။ Israel တာဝန်ရှိသူတွေက Iran ရဲ့ ဖော်ဒိုနျူကလ িয়ার စစ်ရင်ကိုမဖြတ်စည်းနိုင်သေးရင်အီရန်ပေါ်တိုက်ခိုက်မှုပြီးပြီလို့ပြောလို့မရဘူးဆိုတာမျိုး ပြောနေတယ်လို့အဲ့ဒီစစ်ရင်ကို ဖြတ်စည်းဖို့အတွက် American Sea က MOB ဘုံးနေနဲ့အဲ့ဒီဘုံးသေးဆောင်နိုင်တဲ့ဘုံးကျဲလေရင်ဖြစ်တဲ့ American B2 Sprite တွေရှိမှသာစွန့်ဆောင်နိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တာပါ American သမ္မတ Donald Trump ရဲ့အစိုးရဖွဲ့ကလည်း Israel ရဲ့တောင်းဆိုမှုနဲ့စစ်ရေးအရဂျာဝင်ဆွတ်ဖက်ဖို့ ဖော်ဒိုကစောင်းုံကိုဖြတ်စည်းရမှာဘန်ကဖြတ်ဘုံးတွေအသုံးပြုဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေနဲ့ထွက်ပေါ်လာသလိုအခုနောက်ဆုံးထွက်လာတဲ့သတင်းတွေအရဆိုလို့ရှိရင်လာမယ့်သတင်းနှစ်ပတ်အတွင်းကိုအမေရိကန်စစ်တပ်ကအီရန်ပေါ်တိုက်ခတ်မှုလှုပ်ဆောင်ဖို့အတွက်အမိန့်ချမချဆုံးဖြတ်သွားမယ်ဆိုတာကထပ်မံပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အဲ့လိုခြေအနေတွေအတွင်းမှာပဲမစ္စတာနေတန်ယာဟုကိုကြာသတင်းနေ့ကအစ္စရေးရုံးမြင့်တမ်းကြားဌာနတစ်ခုကမေးမြန်းမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီမှာနေတန်ယာဟုက ပြစ်မှတ်အားလုံးနျူကလ িয়ার ဆိုင်ရာအဆောက်အုံအားလုံးကိုတိုက်ခိုက်နိုင်စွာရှိတယ်။အစ္စရေးဟာအမေရိကန်ရဲ့အကူအညီမပါဘဲနဲ့အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေအားလုံးကိုတိုက်ခိုက်နိုင်စွာရှိတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။နောက်ကြောင်းရတစ်ခုကတော့အစ္စရေးနဲ့အီရန်ကြားကဒုံးကျည်စွန့်ရီတိုက်ခိုက်မှုအခြေအနေတွေပါ။အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကအီရန်ရဲ့ဒုံးမြန်တွေကိုကြားဖြတ်ပစ်ချနေရလို့မကြခင်မှာဒုံးခွင်းနှုံးစနစ်ကဒုံးမြန်တွေကုံတော့မယ်ဆိုတဲ့သတင်းထွက်ပါတယ် နောက်တဲ့စနေနေ့စာတီပဲအစ္စရေးမှာဒုံဝင်းတုံးတွေကျန်တော့တယ်ဆိုတဲ့သတင်းထွက်လာသလိုအခုအီရန်ရဲ့ဒုံးမြန်တွေကိုပစ်ချနေတဲ့ Aero 3ဒုံးမြန်တွေကဒဇင်းကိုဒေါ်လာ300တန်ကြီးရှိပြီးတော့လက်ရှိအခြေအနေမှာတညကိုပြန်မြန်ဒေါ်လာ185တန်ကုန်ကျနေတယ်လို့ဆိုပါတယ်ပြီးတော့နမေဂျော Iron Dome ဒုံးမြန်တွေကတာရိုပြစ်ဒုံးမြန်တွေလောက်သာပစ်ချနိုင်စမ်းရှိပြီးတော့ဒဇင်းကိုဒေါ်လာ9000တန်ကြီးရှိတယ်လို့သိရပါတယ် ICBN လေးကိုတိကျအောင်ပြချနိုင်စွမ်းကသူ့မှာ30ရာခိုင်နှုန်းသာရှိတယ်လို့လဲဆိုပါတယ်။ Davis Lynn Don Quinn တို့တွေကတော့ဒါလည်းပြ ballistic missile တွေကိုပြချနိုင်စွမ်းရှိတယ်။ဒါပေမဲ့ hypersonic ဒုံးမြန်တွေကတော့ပြချနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ပြီးတော့ Israel ဝန်ကြီးချုပ် Netanyahu ကိုယ်တိုင်ကအီရန်မှာဒုံးမျိုးစားစုံ28000လောက်ရှိနေသေးတယ်လို့ခန့်မှန်းနေဆိုပြီးသတင်းတွေထွက်ပေါ်လာပါတယ်။ Israel ကသူ့ရဲ့လေကြောင်းစစ်ဆေးရေးကိုစတင်ချိန်မှာအီရန်ဟာ သူတို့ပက်ထိန်ထုံးတွေကိုတစ်လကိုအစင်း300အထိရှင်မြင့်ထုတ်လုပ်ခဲ့ပြီးတော့6နှစ်အတွင်းမှာအစင်း1000လောက်လုပ်ထားနိုင်တယ်လို့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကတောက်ကြနေမှာပြောခဲ့တယ်ဆိုပြီးသတင်းတစ်ခုတွေ့ရပါတယ်။ Israel စစ်ဘက်ဆိုင်ရာအချက်လက်နဲ့ကြွန့်ကျင်သူတဲ့စစ်ဆေးချက်အရတော့လွန်ခဲ့တဲ့14လအတွင်းမှာ Iran ဟာသူ့ရဲ့တာဏတ်ပစ်ပက်ထိန်ထုံးအစင်း900ခန့်ကို Israel ကိုပစ်လုခဲ့ပြီးတော့တူလောင်ယုံမှာအလုံး300ကနေ1300ချားပဲခြံရှိနိုင်တယ်လို့ခန့်မှန်းပါတယ်။ IDF ကအဆိုရတော့အီရန်ဟာပြီးခဲ့တဲ့နှစ်ဧပြီ23ရက်နေ့တိုက်ခိုက်မှုမှာ MRBN အစင်းရေ120အသုံးပြုခဲ့ပြီးအောက်တိုဘာ1ရက်နေ့တိုက်ခိုက်မှုမှာအစင်း200နဲ့ပြီးခဲ့တဲ့9ရက်အတွင်းစုစုပေါင်းအစင်း380အသုံးပြုခဲ့တာကြောင့်မလို့လက်နက်တိုက်မှာဒုံး စုစုပေါင်း900ခန့်ရော့ကျသွားပြီဖြစ်တယ်လို့ဆိုပါတယ် American CDCOM ရဲ့တပ်မှုဗိုလ်ချုပ်ကြီး Kenneth McKenzie ကတော့သူတို့မှာ တို့ဆိုတာအီရန်ကိုယဉ်ညွန်းတာပါအကွာဝေးကွဲပြားတဲ့ဒုံးကြီး3000လောက်ရှိတယ်ဆိုပြီး2023တုန်းကပြောခဲ့မှုပါတယ် Democratic Kawei Foundation က Benan Bentelbul ကတော့အဲ့ဒီရှိနေတဲ့အထက်ကနေပြီးတော့တထောင်ကနေ2000ဟာအလဲလက်တန်းစားတွေဖြစ်ပြီးတော့အီရန်နဲ့ Israel အကြားကီလိုမီတာ1400အကွာဝေးကိုပစ်ခတ်နိုင်တယ်လို့ဆိုပါတယ်ပြည်ထောင်ကဝဲဦးစီးချုပ်ရေတပ်ဗိုလ်ချုပ်ကြီး Tony Rodriguez ကတော့ ။အစ်စရိတ်တိုင်းနေနေဟာမိုင်မောင်းများစွာအကွာဝေးကနေဒုံးကျည်များစွာကိုပစ်ခတ်ခဲ့ပြီးတော့အီရန်ရဲ့လေကြောင်းရန်ကာကွယ်စနစ်တစ်ခုလုံးနှိပါကိုဖြိုချခဲ့တယ်။အီရန်ရဲ့ပယ်ထိန်ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကိုလည်းတစ်နှစ်လောက်ထိပုံမှန်အတိုင်းမပြုတ်လုံနိုင်အောင်ဖျက်ဆီးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအီရန်ရဲ့ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေဟာအခုချိန်ထိတိတိတသာရော့ကျမလာသေးတာကို တွေ့နေရပါတယ်။အီရန်ကဂျွန်လ18ရက်နေ့ညက17ချိန်မြောက်ဒုံးမြန်လှိုင်းမှာ ဖတ်တာဒုံးမြန်တွေကိုပထမဆုံးစတဲ့အသုံးပြုခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲဒီဖတ်တာဒုံးမြန်က2023မှာစတဲ့မိတ်ဆက်ခဲ့ပြီးတော့အကွာအဝေး1400ကီလိုမီတာအထိပြတ်ခတ်နိုင်တဲ့အတန်လွန်ဒုံးဖြစ်ပြီး350ကီလိုဂရမ်လေးချိန်ထိပ်ဖူးကိုတည်ဆောက်နိုင်တယ်လို့သိရပါတယ်။ခြားသတင်းတစ်ခုမှာတော့ဖတ်တာ1ကအတန်ထက်90မြန်ပြီးထိပ်ဖူး9ခုတည်ဆောက်နိုင်ပြီးတော့ဖတ်တာ2ကတော့အတန်ထက်73မြန်တယ်လို့ဆိုထားပါတယ်။အဲဒီနောက်မှာတော့အီရန်က ဂျွန်လ18ရက်နေ့မှာစာဂျီအမ်မဇိုင်းကိုထုတ်သုံးလာခဲ့ပါတယ်။အဲ့ဒီမဇိုင်းဟာမြောက်ကိုရီးယားရုရှားတရုတ်ဒါမှမဟုတ်ပါကစ္စတန်တို့ရဲ့ဒုံးကျည်နည်းပညာတွေနဲ့ဆင်တူခြင်းမရှိဘဲနဲ့အီရန်ရဲ့အဆင့်ပြင်းမြေပြင်မှမြေပြင်ပြစ်ဒုံးမျိုးစားဖြစ်တယ်လို့သိရပါတယ်။ Medium range ballistic missile မျိုးစားဖြစ်ပြီးတော့2014မှာစတင်အသုံးပြုတယ်လို့ဆိုပါတယ်။ NATO မျိုးကနေလွတ်တင်လို့ရှိရင် အစ္စရေးနိုင်ငံတယ်လီဗီယံမြို့ကို9မိနစ်အတွင်းရောက်နိုင်တယ်လို့အီရန်ကအခိုင်အမာဆိုထားတဲ့ဒုံဖြစ်ပါတယ်။အမေရိကန်ရဲ့ THAAD နဲ့ Patriot Sync ဒုံခွင့်ဒုံစနစ်တွေကအစ္စရေးကိုပေးပို့ထားတယ်ဆိုတဲ့သတင်းတွေထွက်နေပြီမဲ့လေအီရန်ရဲ့ Hypersonic ဒုံမြန်တွေကိုအပြည့်အဝကြားဖြတ်ပစ်ချနိုင်စွမ်းမရှိသေးတာကိုလည်းတွေ့နေရပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။ ဒါကတော့စစ်ပွဲနဲ့ဆက်ဆက်ပတ်သက်တဲ့တန်တမာရေးဆိုင်ရာလှုပ်ရှားမှုတွေပါ။အီရန်နဲ့ပြည်ထိန်ပြင်သစ်ဂျာမနီနိုင်ငံသားဝင်ကြီးတွေဥရောပသမဂ္ဂကိုယ်စားလှယ်တွေဟာဂျွန်လ20ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျင်နီဖာမြို့မှာညှိနှိုင်းမှုပြုလုပ်ခဲ့ကြပါတယ်။အဲဒီမှာအီရန်ဘက်ကယူရေနီယံတန့်စင်မှုလုပ်နိုင်စွမ်းကိုရပ်တန့်မပေးနိုင်ဘူးလို့ပြောခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အမေရိကန်သမ္မတထရန့်ကလည်းအီရန်ကိုနှစ်ပတ်ပဲချိန်ရမယ်လို့ချိန်ချောက်မှုတွေရှိနေပြီမဲ့အီရန်ကသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကိုရပ်တန့်မှု ဆွေးနွေးခြင်းမပြုတ်နိုင်ဘူးလို့ဂျွန်လ20ရက်နေ့ကငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။အီရန်အစိုးရကတော့ Trump အနေနဲ့ Israel ခေါင်းဆောင်တွေကိုအီရန်ပေါ်ဒေသတိုက်ခိုက်နေမှုရပ်ဆိုင်းဖို့အမိန့်ပေးခဲ့ရင်အီရန်အနေနဲ့တန်တမာရေးဆွေးနွေးမှုတွေပြန်ဆနိုင်မယ်လို့ပြောခဲ့ပေမဲ့ဒီတောင်းဆိုချက်ကခက်ခဲပြီးမဖြစ်နိုင်ဘူးလို့ Trump ကဆိုခဲ့တယ်လို့သိရပါတယ်။အီရန်နိုင်ငံသားဝန်ကြီး Abbas Araghchi ကတော့ Israel ကကျူးကျော်မှုကိုရပ်တန့်မှသာအီရန်ကတန်တမာနီးလန်းတဲ့အီရန်နျူကလ িয়ার ရေးဖြည့်ရှင်းမှုကို ြန်လည်စဉ်းစားတော့မှာဖြစ်တယ်လို့ပြောခဲ့ကြအောင်သိရပါတယ်။အစ္စလာမ်မှာကျင်းပနေတဲ့အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့အစည်းအဝေးမှာတူရကီနိုင်ငံသားဝင်ကြီးဟာကန်ဖီဒန်ကအီရန်ကိုတိုက်ခိုက်ခြင်းအပြင်အစ္စရေးကဒေတာတွင်ကိုအလုံးစုံဘေးဥပ္ပစီဥတီနေစေတဲ့မွတ်စလင်နိုင်ငံတွေကနိုင်ငံသားဝင်ကြီးတွေကိုအဲ့လိုပြောကြားခဲ့ပြီးတော့ပြိပကတွေထပ်မံမကြီးထွားလာစေဖို့ကမ္ဘာအင်အားကြီးနိုင်ငံတွေဝင်ရောက်ဆောင်ရွက်ဖို့လည်းတိုက်တွန်းခဲ့တယ်လို့သိရပါတယ် ဂါဇာလက်ဘနွန်ဆီးရီးယားရီမင်နဲ့အခုနောက်ဆုံးအီရန်တို့ကိုတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီဒေသဟာအစ္စရေးပြဿနာနဲ့ရင်ဆိုင်နေကြရတယ်မွတ်စလင်နိုင်ငံတွေအနေနဲ့အစ္စရေးကိုစန့်ကျင်နေတဲ့အီရန်ကိုစီးလုံးစွာထောက်ခံဖို့တောင်းဆိုခဲ့တယ်ဆိုတာမျိုးတွေ့ရပါတယ်ကံကောင်းစွာနဲ့အစ္စလာမစ်ကမာကြီးဒုက္ခရောက်နေချိန်မှာဒီစည်းဝေးကိုကျင်းပခြင်းဖြစ်တယ်။ဂါဇာကမ်းမြောင်ဒေသမှာသွေးဆုံးနေတဲ့ဖြစ်ချိန်မှာအစ္စရေးကအီရန်ကိုတိုက်ခိုက်နေတယ်။ဒီဒုက္ခတွေအဆုံးသတ်ဖို့ပူးပေါင်းဆောင်ရွက်ရမယ့်ခြေလှမ်းတွေကိုဆွေးနွေးရပါမယ်ဆိုပြီးတော့ ဖီဒန်ကပြောကြားခဲ့တယ်လို့သိရပါတယ်။တောက်ကြနေမှာပဲဂျပန်နိုင်ငံသားရဲ့ဝင်ကြီးအီဝါယာတက်ကရှိကဣသရေလနိုင်ငံသားရဲ့ဝင်ကြီးဂီဒီယွန်ဆာနဲ့25မိနစ်ကြာတယ်လီဖုန်းပြောဆိုဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီဆွေးနွေးမှုမှာမစ္စတာအီဝါယာကဣသရေလနဲ့အီရန်အကြားကပြည်ပခါပေါ်စိုးရိမ်နေလက်ရှိအပြန်လန်တိုက်ခိုက်မှုတွေနဲ့အခုဖြစ်ပွားရတဲ့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့အလွန်စိုးရိမ်တယ်လို့ပြောကြားသွားခဲ့တယ်လို့ဆိုပါတယ်။ သူပြောသွားတဲ့အထဲမှာအီရန်ရဲ့နျူကလ িয়ার လက်နက်ဖွံ့ဖြိုးတိုးတက်ရေးဟာလက်ခံနိုင်ရမရှိကြောင်းနဲ့တွဲဆုံဆွေးနွေးမှုကတဆင့်ဆုံးဖြတ်ချက်တစ်ခုရဖို့ကြိုးပမ်းအားထုတ်မှုတွေမရှိမဖြစ်လိုအပ်တယ်လို့ပြောကြားခဲ့တာကိုတွေ့ရပါတယ်။အချိန်တွေပို့ပြီးဆိုးဝါးလာစေမဲ့လှုပ်ဆောင်မှုမှန်သမျှရှောင်ရှားတင်ပြီးတော့တည်ငြိမ်လာအောင်လှုပ်ဆောင်ရေးကအလုံးကိုအရေးကြီးတယ်လို့ဆိုပါတယ်။ဂျပန်နိုင်ငံရဲ့ဝန်ကြီးကသူ့နိုင်ငံသားတွေနဲ့ပတ်သက်လို့အစ်စရေးမှာရှိနေတဲ့ဂျပန်နိုင်ငံသားတထောင်လောက်ကဲ့ ဘေးကင်းလုံခြုံရေးအတွက်အစ္စရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုခဲ့ပြီးတော့အစ္စရေးကလည်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ကြောင်းသိရပါဗျ။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဤနဲ့အစ္စရေးပြပကဆိုင်ရာသတင်းများစူးစီးမျှဝေခြင်းအပိုင်း21ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့အခုလိုမျိုးပြန်လည်မျှဝေပေးနေမှုတွေကိုနားဆင်ပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျ။